နိုင်ငံတွင်းမှာဆက်သုံးစီပူလုံမှုရှိပြီးဈေးနှုန်းကျဆင်းလာတာကြောင့်ပြည်သူတွေစိတ်ကျန်းသာစွာဝယ်ယူသုံးစွဲလျက်ရှိတယ်လို့ဧပြီ23ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။ဆက်သုံးစီဈေးနှုန်းတွေဟာပြီးခဲ့တဲ့ဧပြီ18ရက်နေ့ထိဆက်သုံးစီတလီတာကိုကျပ်3100ကျော်ရှိရာမှာဧပြီ18ရက်နေ့ကစပြီး ကျက်2800ကျော်ကျဆင်းခဲ့တာကြောင့်ပြည်သူတွေစိတ်ချမ်းသာစွာဝယ်ယူသုံးစွဲတယ်ဆိုပြီးစစ်ကောင်စီဘက်ကဝါဒဖြန့်တာပါစစ်ကောင်စီက73စီဈေးနှုန်းကျဆင်းတယ်ဆိုပြီးဝါဒဖြန့်ပြီးတဲ့နောက်ဧပြီ25ရက်နေ့မှာတော့73စီတလီတာကိုကျက်2900ဝန်းကျင်ထိဈေးနှုန်းပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါတယ်ပြည်သူတို့ကတော့73စီဈေးနှုန်း100နေရာကြတာလောက်နဲ့ပြည်သူတွေဘာမှမဖြစ်သလိုဈေးနှုန်း100လောက်ကြပြီးပြည်သူတွေစိတ်ချမ်းသာစွာဝယ်ယူတယ်လို့ပြောဆိုတာဟာအယူဆကားသာဖြစ်တယ်လို့ဝေဖန်ပါတယ် အခုကြားတယ်ကွာတရားမြင်ရပါမယ်ဒီတရားမြင်ရတော့တော့ပြည်သူလူကြီးဘာမှပြောဒီစီစီလေးနဲ့အရောက်ကြတော့သူ့မှာပြည်သူလူကပြောနေလို့ဆိုအဲအဆောက်ယူကြတာပြည်သူလူတော်တော်ကြောက်တယ်ပါအောက်ချီကျင်းကြည့်လိုက်ဆက်သုံးစီဈေးနှုန်းဟာအရင်ဆိုရလက်ထက်ကဈေးနှုန်းပြန်မရောက်ပဲဈေးနှုန်းကျတယ်လို့ပြောလို့မရသလိုတရားနေရာကျုံနဲ့ပြည်သူစိတ်ချမ်းသာစွာဝယ်ယူသုံးစွဲနေတယ်လို့ဝါရဖြန့်တာသာဟာဟာတာတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီကတော့ဆက်သုံးစီနေနဲ့တပတ်စာခန့် အရန်73စီရှိတဲ့အပြင် ပြပ73စီတင်သင်္ဘောတွေလည်းအဆက်မပြတ်ဝင်ရောက်နေတာကြောင့်ပြက်လက်မှုမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ဒါအပြင်ပြည်သူတွေအနေနဲ့73စီပြက်လက်မှုဖြစ်ပေါ်နိုင်တယ်ဆိုပြီးစိုးရိမ်စင်းတဲ့73စီတွေကိုမလိုအပ်ပဲတန်းစီမဝယ်ယူဖို့အပိုတူလောင်တာတွေမလုပ်ဖို့နဲ့လိုအပ်တဲ့လောက်သာဝယ်ယူသုံးစွဲကြဖို့နဲ့စစ်ကောင်စီကတိုက်တွန်းထားပါတယ်။စစ်ကောင်စီက73စီပြည့်ဝရှိရလို့ပြောဆိုနေပေမဲ့ပြီးခဲ့တဲ့ကာလတွေတုန်းက73စီမကြာခဏပြက်လက်တာ အချိန်ကြာမြင့်စွာတန်းစီဝေယူတာတွေပြင်လူသရောက်ဝေယူလို့မရတဲ့ခြင်းတွေကိုကြုံတွေ့ခဲ့ရတာပါမြန်မာနိုင်ငံမှာပြီးခဲ့တဲ့ဆိုးရလက်ထက်က73စီလီတာကိုကျက်600ဝန်းကျင်သားရှိခဲ့ရမှာစစ်တပ်အာဏာသိမ်းကာလတွင်ငါးဆကျော်ဈေးနှုန်းမြင့်တက်လာသလိုဈေးနှုန်းမတည်ငြိမ်မှုတွေမကြာခဏဆက်သလိုဖြစ်ပေါ်နေပါတယ်